ာလီစောပါဒီကနေ့ဒီဇင်ဘာလ9ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြက်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမှာစပားရိတ်သိမ်းနေတဲ့သားမိ3ယောက်ကိုစစ်တပ်က drone bomb နဲ့တိုက်ခိုက်တဲ့အတွက်အမျိုးသမီး2ယောက်သေဆုံးပြီးတယောက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းရိတ်ခါပြက်လို့ point 63လုံးစခန်းကနေတိုးထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာ AAC မှာရှင်းမုံခံရတဲ့ဆိုတဲ့တဲ့င်းထိုင်းရောက်မြန်မာရွှေပြောင်းလှုပ်သားညီကို2ယောက်ထိုင်းထီဘတ်12တန်းကန့်ထူးတဲ့ဆိုတဲ့တဲ့င်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကျောက်ဖြူမှာစပားရိတ်သိမ်းနေတဲ့စစ်ရှောင်းသားမိ၃ယောက်ကိုစစ်တပ်ကဒရုန်းပုံနဲ့တိုက်ခိုက်တဲ့အတွက်မိခင်ဖြစ်သူနဲ့သမီးချင်းဖြစ်သူတို့သေဆုံးပြီးညီမဖြစ်သူဟာတရားရရှိသွားတယ်လို့သိရပါဗျ ဒီဇင်ဘာလ3ရက်နေ့မနက်9:00နာရီကျော်အချိန်လိပ်ပြာတွင်ကျွရအနီးစပားခင်းမှာစပားရိတ်သိမ်းနေစဉ်စေအုပ်စုက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရလဲဖြစ်ပါတယ်။ drone ပုံကျဲတိုက်ခိုက်မှုကြောင့်သေဆုံးသွားရတဲ့အမျိုးသမီးတွေဟာတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်နေကြတဲ့သူတွေဖြစ်ပြီးစပားရိတ်သိမ်းနေစဉ်မှာအခုလိုသေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိကြောက်ဖြူမျိုးအနေအထားမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်ဟာအရက်ဖက်ပြည်သူတွေကို UTB drone လက်နက်ကြီးတွေအပါအဝင်လေကြောင်းကနေတိုက်ခိုက်မှုတွေရှိနေတာကြောင့်တောင်းနဲ့ရှိတဲ့ကြောက်ဖြူဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။စာနယ်ဇင်းခါပြည်လန်မုံကြောင့်0.63လုံးစကန်ကနေထွက်ခွာလာကြတဲ့စစ်အုပ်စုစစ်ကြောင်းတစ်ခုကိုအရခတတော် AA ကရှင်းမုံတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတိုက်စုံမှုတရှိခဲ့ပြီး လက်နက်ခဲယမ်းနဲ့စစ်တုံးပန်းတရှိုးကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ3ရက်နေ့ည4နာရီကျော်လောက်မှာ0.63လုံးစကန်ကုန်းကထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းဟာစကန်နဲ့တမိုင်းလောက်အရောက်မှာတိုက်ခိုက်ခံရတာဖြစ်တယ်လို့ AA နဲ့နီးစပ်တဲ့စီရေးတင်ရင်းမြစ်တယောက်ကပြောပါဗျ။ AA ရဲ့အနီးကပ်စောင့်ကြည့်တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကထိခိုက်အကြဆုံးများပြီးတော့ကစင်ကလေးရထွက်ပြေးမှုတွေလည်းရှိနေတဲ့အတွက် EA ကလိုက်လံတိုက်ခိုက်နေလို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားမှုတွေရှိနေတယ်လို့ဆိုပါရယ်အရခတတော်ကပဲခူးတိုင်းပတောင်မြို့နယ်ပကံကွေးကျေးရွာတောင်ဘက်6ကီလိုမီတာအကွာအဝေးမှာရှိတဲ့0.63လုံးစခန်းကုန်းကိုအော်တိုဘားလာ၁၄ရက်နေ့ကတိမ့်ပိုက်ခဲ့ပြီးတဲ့နောက်စခန်းကုန်းတစ်ခုလုံးကိုရှင်းလင်းနိုင်ခဲ့ပါတယ်။အဲဒီနောက်လေကြောင်း NDA ကြောင့်စခန်းကနောက်ဆုတ်ထားပြီးရဲအနေငယ်အကြစစ်တပ်ကအင်အား300လောက်နဲ့အဲ့ဒီစခန်းကိုပြန်လည်ဝင်ရောက်တပ်ဆွေးနေကြတာပါ A ကလည်း0.63လောက်စကန်ကုန်းကိုဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီးထောက်ပို့လမ်းကြောင်းတွေကိုပါဖျက်တောက်ထားတာကြောင့်အဲ့ဒီစကန်ကုန်းမှာတက်ဆွေးနေတဲ့စစ်သား300လောက်ဟာစားနပ်ရိက္ခာပြတ်တောက်ပြီးအခုလိုစကန်ကနေပြန်လေထိုးထွက်လာတာလေးဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာအလုံလုံနေတဲ့ရခိုင်ရွှေပြောင်းလှုပ်သားညီကို2ယောက်ဟာထိုင်းထီအမြင့်ဆုံးစုနှစ်ဆောင်တွဲဘတ်12တန်းစုကိုကန့်ထူးသွားတယ်လို့သိရပါတယ်။ ထိုင်းထီဘတ်ဆနတန်းကိုကန့်ထူးသွားတဲ့ညီကိုနှစ်ယောက်ဟာရခိုင်ပြည်ရသေးတောင်မြို့နယ်ကဖြစ်ကြပြီးထိုင်းတောင်ပိုင်းဟိုင်ယိုင်မြို့ကနေကီလိုမီတာ100အကွာမှာပျံလုကင်နေကြသူတွေဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးဘက်ကထိုင်းနိုင်ငံတောင်ပိုင်းမှာရေကြီးမှုကြောင့်ရေဘေးရှောင်နေစဉ်ထိုင်းထီကန်ဆန်းခဲ့ရာထိနံပါတ် 4615နှစ်နဲ့အခုလိုထိစုကြီးနှစ်စုဆုတ်ခူးသွားကြတာလို့ AAC မဟာမိတ်လူမှုကူညီရေးအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်သူလှခိုင်ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါဗျ။အဲ့ဒီထိစုဘတ်6တန်းဟာမြန်မာကျပ်ငွေနဲ့ဆိုရင်ကျပ်သိန်း8000ကျော်တန်ဖိုးရှိပြီးဘတ်12တန်းဆိုရင်တော့ကျပ်သိန်းပေါင်း16000ရှိတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအတွင်းတစ်လမှာနှစ်ကြိမ်စီ ပုံမှန်ဖွင့်လှစ်နေတဲ့ ထိုင်းထီဟာအနေဆုံးစုငွေ ထိုင်းဘတ်2000ကနေအမြင့်ဆုံးစုငွေထိုင်းဘတ်6သန်းအထိပါဝင်ပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီရင်တဲ့တပုတ်အနေနဲ့ကတော့ထိုင်းရေပေးကြောင်းရခိုင်အပါအဝင်မြန်မာရွှေပြောင်းလုတ်သားတိမ့်နဲ့ရှိပြီးတော့ဒုက္ခရောက်နေရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရေကြီးရေရှမ်းဖြစ်ပွားခြင်းမှုအတွင်းအိုးခွက်ပကံတွေအဝတ်အစားတွေနဲ့အသုံးဆောင်ပစ္စည်းတွေလည်းပြည့်စုံဆောင်ရှုံခဲ့ရသလိုပတ်စပို့တွေအလုပ်ပါမစ်တွေနဲ့အထောက်အထားစာရွက်စာတမ်းတွေလည်းရင်းနှီးမြှုပ်ပြည့်စုံဆောင်ရှုံသွားကြတဲ့အတွက်အလွန်တရာဒုက္ခရောက်နေကြတယ်လို့ရေဘေးသစ်မြန်မာရွှေပြောင်းလုံသားတွေကိုကူညီဆောင်ရွက်ပေးနေတဲ့ Labor Right Foundation LRF ရဲ့အလုံသမားစီယုံရေးတာဝန်ခံဥပယီကနရင်စရာကိုပြောပါရစေ။ ရေကြီးမုံကြောင့်တင်ဆောင်ခဲ့ရသူတွေအတွက်ထိုင်းအင်ဆိုယာကဂီယူနာဂျီအဖြစ်တယောက်ကိုဘတ်သိန်း20စီပေးအပ်ပြီးရေဘေးသင့်တအိမ်ထောင်ကိုဘတ်9000ပေးအပ်မယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ရေဘေးကြောင့်တင်ဆောင်သွားတဲ့ထိုင်းလူမျိုးတွေအပါအဝင်မြန်မာရွှေပြောင်းလုပ်သားအများစုဟာစာရွက်စာတဲ့အထောက်အထားတွေရင်းနဲ့မျောပါပြဆုံးပြီးနိမ့်မြုပ်ပျက်စီးသွားခဲ့ကြတဲ့အတွက်ထိုင်းအစိုးရထောက်ပံ့မဲ့ဂီယူနာဂျီကိုရရှိဖို့ကမသေချာမရေရာဖြစ်နေတယ်လို့လည်းကုညီဆောင်ရွက်ပေးနေကြသူတွေကပြောကြပါတယ်။ ရေပြန်ကျသွားပြီးတဲ့နောက်ဒုက္ခရောက်နေကြတဲ့ထိုင်းလူမျိုးတွေအပါအဝင်မြန်မာရွှေပြောင်းအလို့သမားတွေကိုတခြားကူညီကိစ္စရေးအဖွဲ့တွေကလည်းလာရောက်ကူညီပေးနေကြပေမဲ့လူသူအရောက်ပေါက်နေတဲ့ပရန်ဆိုင်တွေ၊ rubber ဆိုင်ခင်းတွေ၊မွေးမြူရေးစိုက်ပျိုးရေးစတဲ့ကြောင်းကျတဲ့နေရာတွေမှာရှိတဲ့ရေပေးသင့်ရွှေပြောင်းအလို့သမားတွေကိုတော့လာရောက်ကူညီသူနေပါနေတဲ့အတွက်စားဝတ်နေရေးတွေအခက်အခဲဖြစ်နေကြတယ်လို့ဆိုပါရယ်။ အခုဖြစ်ပွားခဲ့တဲ့ထိုင်းတောင်ပိုင်းရေကြီးရေလျှမ်းမှုမှာနှစ်ပေါင်း300အတွင်းအစိုးရဆုံးရေကြီးမှုဖြစ်ပြီးဒီရေကြီးမှုကြောင့်သေဆုံးသူတွေအထက်မှာဆုံခလာခရိုင်တစ်ခုတည်းအတွင်းမှာမြန်မာရွှေပြောင်းလုပ်သား20ကျော်လဲပါဝင်ခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဂျာတာပရင်းနေကအစ္စရေးစစ်တပ်ကတပ်ဖွဲ့ဝင်တွေဟာဂါဇာတောင်ပိုင်းမှာရှိတဲ့ရာဖာအောက်မှာရှိတဲ့ဥမင်လိုင်ခေါင်းတွေမှာပိတ်မိနေကြတယ်။ဟာမက်စစ်သွေးကြွ40လောက်ကိုတပ်ဖြတ်ခဲ့တယ်လို့ ရိုက်တာမှသတင်းဖော်ပြပါရယ်။သေဆုံးသူစစ်သွေးကြတဲ့အထဲမှာအနည်းဆုံးဒေသခံတမူ၃ဦးနဲ့ဟာမတ်ရဲ့ပြေးပရောက်နေတဲ့ခေါင်းဆောင်တဦးရဲ့သားဂါစီဟာမတ်တို့ပါဝင်တယ်လို့အစ္စရေးစစ်တပ်ကကြားသားပရင်းနေမှာပြောကြားခဲ့ပါရယ်။ဟာမတ်သတင်းရင်းမြစ်တချို့ကအနည်းဆုံးတက်မှုတူဦးဖြစ်တဲ့မိုဟာမက်အီလ်ဘာဝက်သေဆုံးမှုကိုအတည်ပြုခဲ့ပေမဲ့အစ္စရေးရဲ့အစီရင်ခံစာကိုတရားဝင်အတည်မပြုသေးဘူးလို့ဆိုထားပါဗျ။ ဟာမတ်စ်ကပိတ်မိနေသူအရေးအတွက်ဒါမှမဟုတ်ကြန့်ရှိနေသူတွေအရေးအတွက်ကိုတရားဝင်အတိမပြုသေးပါဘူး။ဂါဇာကအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ X-ray ကသက်နက်သမား40ကိုတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့အတွက်ညှင်းဆန်ထားခဲ့ပါရဲ့ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narisia ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။